ထိုင်းနိုင်ငံမှာအလုံလလုံတဲ့မြန်မာလင်မယားသူတွေမှာအသက်9နှစ်အရွယ်သားလေးတယောက်ရှိပါတယ်။သားလေးရဲ့နာမည်ကနောင်မိုင်။နောင်မိုင်ဟာမင်းညားတုံးကငကမောက်တီစားနေခြင်းအစာနေပြီးတည်ဆုံသွားခဲ့ပါတယ်။ဖြစ်စဉ်ကတော့လေးလပိုင်း9ရက်နေ့ည10:00နာရီခွဲအချိန်လောက်မှာထိုင်းနိုင်ငံဘန်ကောက်မြို့ပချာဦးထေ29လမ်းမှာနေထိုင်တဲ့အငှားတိုက်ခံတစ်ခုမှာ အသက်၅နှစ်အရွယ်နောင်မိုင်းဆိုတဲ့တာလီဟာနဂမောက်တီစာနေရင်အစာနေပြီးအသက်ရှုချက်ခါတည်ဆုံသွားခဲ့ပါတယ်။မိခင်ဖြစ်သူကတော့စိတ်ထိခိုက်ပြီးငိုကြွေးလွန်းလာကြောင်းသတိလဲသွားခဲ့ပြီးဖခင်ဖြစ်သူဟာဆိုရင်လည်းယူကျုံမရဖြစ်ခါခြေတွေလက်တွေပြောခွေသွားခဲ့ပါတယ်။ဒီပြည့်စင်ဖြစ်သွားခဲ့တဲ့အခန်းတွေကစပွဲခုံပေါ်မှာအတုံးတုံးလှိဖြတ်ထားတဲ့နဂမောက်တီတပကံနဲ့တောက်လက်စာနိုးဘူးတဘူးအပြင်တောက်လက်စာရေတန့်ဘူးကြီးတဘူးကိုလည်းတွေ့ခဲ့ရပါတယ်။နောက်ပြီးအစာနေသွားခဲ့တဲ့တာလီရဲ့အနေထားမှာတော့ ခြေတွေလက်တွေအပြင်မျက်နှာနဲ့နှာခမ်းဟဆိုရင်လည်းအေးစပ်ပြနေခဲ့ပြီး ထိုင်းလူမှုကဲ့သို့ရေးသမားတွေရောက်လာတဲ့အခါမှာအရေးပေါ်ကူတာမှုပြုလုပ်ခဲ့ကြပေမဲ့အချိန်မမီတော့တာကြောင့်နောက်မိုင်းဆိုတဲ့တာလီဟာအသက်ဆုံးရှုံးသွားခဲ့ပါတယ်။နောက်ပြီးကဲ့သို့ရေးသမားတွေကိုဖုံးဆက်ခော့ပေးတဲ့တာလီတို့မိသားစုနေထိုင်တဲ့အိမ်ရှိမှငှားနေတယ်။အိမ်နီးနာချင်းဖြစ်သူခွန်ဖက်ချရီဆိုတဲ့ထိုင်းလူမျိုးအတော်ကြီးပြောပြတာကအစာနေပြီးဆုံးသွားတဲ့တာလီဟာကိုယ်အလေးချိန်အရန်များတဲ့အသက်၅နှစ်ပဲရှိသေးတဲ့ဆိုပေမဲ့တာလီရဲ့ကိုယ်အလေးချိန်ကကီလို90လောက်ရှိတယ်။ဒီလန်းတွေကလူတွေကတော့တားလေးကိုအိုဝမ်လို့ခေါ်ကြတယ် နောက်ပြီးမကြသေးခင်ကမှာတာလီဟာအသက်ရှူကျယ်ယောဂနဲ့ဆေးရုံကဆင်းလာတာဖြစ်ပြီး ဒီနေ့ညာရှင်းနိုင်လောင်မသားလေးရဲ့ဖခင်ဖြစ်သူဟာနောက်မိုင်းကိုစေယုံခေါ်သွားဖို့အတွက်ဆိုင်ကယ်နဲ့လမ်းထိပ်ထွက်ပြီးတက်စီကားသွားငှားဖို့လုပ်နေတဲ့အချိန်မှာအတော်ပြောတာကတက်စီကားငှားနေမယ်ဆိုကြမယ်အရေးပေါ်ကားကိုအတော်ဖုံးဆက်ပြီးခေါ်ပေးမယ်ဆိုပြီးဖုံးဆက်ခဲ့တာဖြစ်တဲ့ကယ်ဆယ်ရေးသမားတွေရောက်လာတဲ့အချိန်ကိုစောင့်နေတဲ့အခါမှာသားလေးရဲ့အခြေအနေကိုတွေ့ရတာကတော်တော်လေးကိုခံစားရခံနေပြီးလူးလိမ့်နေခဲ့တယ်သူပါဖြစ်နေတယ်ဆိုတာအတော်တို့လည်းမသိဘူးနောက်ပြီးသားလေးကသူပါဖြစ်တယ်ဆိုတာဘသူကမှလည်းမပြောပြဘူး အဲအချိန်မှာနောင်မိုင်းဆိုတဲ့တာလီရဲ့အဖေနဲ့အမေကနောင်မိုင်းကိုပြူးစုနေခဲ့ပြီးတာလီကတော့ဟိုဘက်ဆောင်းလိုက်ဒီဘက်ဆောင်းလိုက်နဲ့လူလှိမ့်နေခဲ့တယ်။နောက်ပြီးတာလီကအကျက်ယောဂနဲ့ဆေးရုံကဆင်းတာမကြသေးဘူးဆိုတော့အားလုံးကလည်းယောဂအခန်းပြန်ထားတယ်လို့ပဲထင်တယ်။အလုံးနဲ့ဆေးရုံကိုပို့ဖို့အတွက်အရေးပေါ်ကစောင်းနေတဲ့အချိန်မှာတာလီရဲ့ခန္ဓာကိုယ်ဟာပျောက်ခွေသွားပြီးဒိဋ္ဌိလဲသွားခဲ့တယ်။ ဒီလိုနဲ့ကေဇေးကြီးသမားတွေရောက်လာတဲ့အခါမှအချိန်မမီတော့ပဲတာလီဟာတည်ဆုံသွားခဲ့တာဖြစ်တယ်လို့အိနီနာချင်းဖြစ်သူထိုင်းလူမျိုးအတော်ကြီးမှပြောပြပါဗါးနောက်ပြီးတက်ဆိုင်ရာမှာအသက်35နှစ်အရွယ်ကလေးရဲ့ဖခင်ဖြစ်သူကိုမေးမြန်းမှုပြုလုပ်တော့ကလေးရဲ့ဖခင်ဖြစ်သူပြောပြတာကအခုလို့မဖြစ်ခင်အချိန်မှာတာလီအသက်ရှူချက်တဲ့ဆိုပြီးလာပြောတယ်ဒီလိုနဲ့ကျွန်တော်လည်းတက်စီသွားငှဖို့အတွက်လောက်ခဲ့တယ်နောက်ပြီးအစောပိုင်းကတာလီဟာကြက်ဥကြောင်တစ်ချောင်းအပြင် ကြက်ဦးပြုတ်တလုံးနဲ့နိုးတဘူးတောက်ခဲတယ်။ငကမောင်းတီကိုတော့ဘယ်အချိန်ကယူစားခဲ့တဲ့ဆိုတာမသိလိုက်ဘူးလို့အစနေမီဆုံးသွားခဲ့တဲ့အသက်၅နှစ်အရွယ်နောင်မိုင်းဆိုတဲ့တာလီရဲ့ဖခင်မှာပြောပါရယ်။နောက်ပြီးတီရတာကကေဇေးဤသမားတွေတာလီကိုနှလုံးပြန့်ခုံလာအောင်လုပ်နေတဲ့အချိန်မှာပါဇက်ထဲကနေငကမောင်းတီတရုံထွက်လာပြီး ိုင်းနောက်ပိုင်းမှာတားလေးတောက်ထားတဲ့နိုးတွေလိုက်ထွက်လာခဲ့တာဖြစ်တယ်လို့ကေဇေးဤသမားတွေမှပြောပါတယ်။နောက်ပြီးထိုင်းတည်င်းမှပြောတာကနောင်းမိုင်းဆိုတဲ့တားလေးဟာငကမောက်တီနေနေတဲ့အချိန်မှာလူကြီးမိဘတွေကိုမပြောပြခဲ့လို့မိဘတွေဟာတားလေးအစနေနေတာကိုမသိပဲစေယုံခေါ်သွားဖို့စီစဉ်နေတဲ့အချိန်မှာပဲအခုလို့အသက်မဆုံးရှုံးသင့်မဲ့ဆုံးရှုံးသွားခဲ့တာဖြစ်တယ်လို့ထိုင်းတည်င်းမှပြောပါတယ်။